မင်းတို့ပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ November လ22ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်း6မြို့နယ်အမှတ်3ပြည်တော်စုလမ်းပိုင်းမှာနိုင်ငံရေးအကျဉ်းသားများကိုတင်ဆောင်လာတဲ့ကားနက်စီးကိုတိုက်ခတ်ရာစစ်ခွေးတပ်ဘက်ကနှစ်ကောင်တေဆုံးပြီးတော့နိုင်ငံရေးအကျဉ်းသား PDF တအုပ်ကိုကယ်ထုတ်နိုင်ခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ နိုဝင်ဘာလ19ရက်နေ့မနေ့9နာရီကမှချောင်းမြုံနယ်အမှတ်3ပြည်တော်စုလမ်းမိုက်မှာရှိတဲ့ဂွေးကြိုနယ်မြေရဲစခန်းနဲ့ဂွေးပင်နယ်မြေရဲစခန်းကြားမှာနိုင်ငံရေးအကျဉ်းသား9ဦးကိုတင်ဆောင်လာတဲ့ကားနှစီးကိုတော်လိုင်းတပ်ဖွဲ့များကကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းကားပေါ်မှာလိုက်ပါလာတဲ့စစ်ခွေးနှကောင်တွေဆုံးပြီးတော့၃ကောင်ထိခိုက်ဒဏ်ရာရရှိကမြို့ပြပျောက်ကြားစစ်စစ်ရေးများကိုဦးဆောင်နေရဲဘော်နက်ရှိုင်းခေါ်မိုးညိုကိုကယ်ထုတ်နိုင်ခဲ့တယ်လို့သိရပါတယ်။ စစ်ခွေးနှကောင်ကတော့ပွဲချင်းပြီးဒေသွားတယ်သုံးကောင်လောက်ဒဏ်ရာရတာရှိတယ်ကျွန်တော်တို့မိုင်းသုံးလုံးနဲ့မိုင်းဆွဲတိုက်ခိုက်ခဲ့တာမိုင်းနှလုံးက error ဖြစ်ပြီးတော့မခွဲသွားတဲ့အတွက်ကားတွေကထိုးမရသွားပဲအခုလွတ်လာတဲ့နိုင်ငံရေးအချင်းသားကတော့ကျွန်တော်တို့ကားကိုပြစ်ခတ်တိုက်ခိုက်နေတဲ့အချိန်မှာကားပေါ်ကနေခုံချလိုက်လို့လွံ့မြောက်လာတာပါသူတို့ကပြန်လည်ဆွဲတင်ဖို့ကြိုးစားတဲ့အချိန်မှာကျွန်တော်တို့ကဇွတ်ဖိပြီးပြစ်တော့မခံနိုင်မဲနဲ့မောင်းပြေးသွားတာတယောက်ပဲလွံ့မြောက်ပြီးလေးယောက်ကတော့ကားပေါ်ပြန်ပါသွားတယ်လို့ People Defense Force 6ကတရင်နဲ့ပြန်ကြားရေးတာဝန်ခံကိုဘာကွန်းကရှင်းပြထားပါတယ် ၎င်းတက်ခတ်မှုကို6 Gorilla Force 6မျိုးနဲ့ပကပလက်ယုံစစ်ကြောင်း6မျိုးနဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့6 Special Attack Force မကွေးခရိုင်ပကပအထူးတက်ခတ်ရေးတပ်ခွဲ9နဲ့ Tiger Fighter Force တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြတယ်လို့သိရပါတယ်။ 古龙庙片刻打开某片玻璃电脑，外面难免延伸两个，但某开眼木鸟把钥匙拿不着，因而漏烟了。阿妈动地方走，拉买个，难免心里漏上个，漏鸟多了，难怪也有见到过变来判刑人员，漏上多买手被刀，比如庙屋清秋表叔多将地下挖的，漏鸟来的，难怪也有见到好，难道那是动物呢？老板骂了那是官员的，巧妙阿妈生的，随便我一个骂你太呢，巧妙呢随便大家也讲不得吗？庙里换一片的龙女的，单身无数的少保护。 ပြစ်ခတ်ရှင်းလင်းခဲ့တယ်မြို့ပြပျောက်ကြားစစ်စင်ရေးများကိုဥဆောင်နေတယ်ရဲဘော်နတ်ဆိုင်ခေါ်မိုးညိုဖြစ်တယ်လို့သိရပါတယ်ဒါအပြင်နိုဝင်ဘာလ16ရက်နေ့ကလည်းချောင်းမြောင်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့6ဘက်ကဘက်က၎င်းတို့စိုးမိုးထိန်းချုပ်ထားတယ် ပြည်တော်စုအမှတ်3လမ်းမကြီးပေါ်မှာရှိတဲ့ဂွေးတူဂွေးပင်လမ်းမိုင်းကိုပြည်သူများည9နာရီကနေမနက်6နာရီအတွင်းဖြတ်တန်းသွားလာခြင်းမပြုလို့ရန်ထုတ်ပြန်ထားတယ်လို့ပြောပါတယ်။လိုက်နာခြင်းမရှိပါကဖြစ်ပေါ်လာမယ့်အကြောင်းအရာများကိုတာဝန်ယူမှမဟုတ်ကြောင်းနဲ့ပြည်ရှိပါကအပြစ်ပေးအေးအေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ပြောဆိုထားပါတယ်။ကျွန်တော်တို့19ရက်နေ့ကလည်းထုတ်ပြန်ထားတာရှိပါတယ်။ပြည်တော်စုအမှတ်3လမ်းမကြီးပေါ်ကဂွေးတူဂွေးပင်လမ်းမိုင်းကိုပြည်သူတွေည9နာရီကနေမနက်6နာရီအတွင်းဖြတ်တန်းသွားလာခြင်းမပြုလို့ဖို့ပေါ့။အဲ့ဒီလမ်းမိုင်းက စစ်ခွေးတွေရဲ့ကပ္ပစ22နဲ့21ကစစ်ခွေးတွေနဲ့ပကံညာဦးပခုတ်ကူဘက်ကတမတရတဲ့တမ88တို့ချိန်ဆမှုပြုလုပ်နေတဲ့လမ်းပိုင်းဖြစ်နေပါတယ်။နောက်ပြီးတော့ရခိုင်စစ်နယ်နယ်ပြင်တွေကိုလူရင်အားနဲ့ရိတ်ခါတွေပို့တာတွေရှိပါတယ်။အားလာတွေကြောင့်လမ်းပိုင်းအသုံးပြုမှုကိုချိုးတင်အတိပေးပြီးတော့ထုတ်ပြန်တားမြစ်ထားတာဖြစ်ပါတယ်လို့ People Defense Force 6ကသတင်းနဲ့ပြန်ကြားရေးတောင်းကန်ကိုဘကွန်းကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းချောင်းမြို့နယ်မန္တလေးမုံရွာလမ်းမိုက်မှာစစ်ခွင်းစစ်ကြောင်းကိုမိုင်းဆွဲတိုက်ခတ်ရာစစ်သား9ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ20ရက်နေ့မနက်7:30မိနစ်အချိန်မှာမန္တလေးမုံရွာလမ်းမိုက်မှာရှိတဲ့ ရေဘိုးစာဖုန်ကြီးကြောင်းအတွင်းမှာဝင်ရောက်နေတဲ့အကြမ်းဖက်စစ်ခွေးစစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့များကမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းမိုင်းဆွဲတိုက်ခိုက်မှုအတွင်းမှာစစ်ခွေးခုနှစ်ကောင်တေဆုံးကတော်လိုင်းရဲဘော်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။ကျွန်တော်တို့ထောင်လိုင်းရတာကတော့ခုနှစ်ကောင်တေတယ်လို့စရင်းရတယ်။မန္တလေးမုံရွာလမ်းပိုင်းရေဘိုးစာဖုန်ကြီးကြောင်းဝင်တဲ့ကိုဝင်လာတဲ့ဟာက စစ်ခွေးအင်အား90ကျော်ရှိပါတယ်။အဲ့ဒီမှာဒဇာကန်ပြည်သူကအယောက်30နဲ့90ကျားမှရှိတယ်။ဒါပေမဲ့ကံကောင်းတာကမိုင်းဆွဲတက်ခတ်မှုကဒဇာကန်ပြည်သူတွေလုံးဝမထိပါဘူး။ပထမကွဲတာအရှိမဲ့နားက point ကတိုင်ပိုင်းထိတယ်။ဒဇာကန်တွေကမနေ့ကညနေပိုင်းမှာပြန်လွတ်လိုက်တယ်လို့ပြောတယ်။အကုန်လုံးကိုစစ်ခွေးတွေကပြန်လွတ်လိုက်တယ်။ဘဲကနေထွက်လာတဲ့စစ်ကြောင်းလဲဆိုတော့ဂွေးပင်တော်အထိုင်နဲ့မြောင်လန်းခွေးအထိုင်ကနှစ်ခုပေါင်းစစ်ကြောင်းလို့တင်ရင်းရပါတယ်။စစ်ခွေးတွေကိုမိုင်း9လုံး point နဲ့တိုက်ခိုက်ခဲ့တာပါလို့ The Pentagram 9000ကျော်အဖွဲ့ကတာဝန်ရှိသူကရှင်းပြထားပါတယ်။၎င်းတက်ခိုက်မှုကို Pentagram LBDF အဖွဲ့နဲ့ရေဦးလူငယ် LBDF အဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အချက်ပတ်စစ်ခွေးလက်အောက်ခံ နေကြားဆောင်တဲ့ BGF ခေါင်းဆောင်စောချစ်သူမောင်ကြားဖြတ်နဲ့ပတ်သက်ပြီးတော့အပြစ်မရှိတဲ့အတွက်ထွက်ပြေးစရာမလိုဘူးလို့ BGF ရဲ့ပြောခွင့်ရနိုင်မောင်စောကပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လက်ရှိရွှေကုတ်ကိုအတွင်းမှာကြားဖြတ်များကိုဖမ်းဆီးရမှာစစ်ခွေးတွေနဲ့အတူ BGF ကပူးပေါင်းဆောင်ရွက်လျက်ရှိပြီးတော့စစ်ခွေးခေါင်းဆောင်မင်းအောင်လှိုင်ရဲ့အမိန့်ကိုခံယူပြီးတော့ BGF ကကြားဖြတ်ရှင်းလင်းရေးများကိုစစ်ခွေးတွေနဲ့အတူပူးတွဲဆောင်ရွက်လျက်ရှိတယ်လို့သိရပါဗျ။လက်ရှိမှာကရင်လုံခြုံရေးနယ်နေဆက်ရေးရဝင်းကြီးရဲ့စီမံကုတ်ကဲမှုအောက်မှာကြားဖြတ်များကိုပိတ်ဆို့ဖမ်းဆီးနေတယ် လို့ပြောပါတယ် BGF ခေါင်းဆောင်စောချစ်သူနဲ့ပတ်သက်ပြီးတော့ဖွဲ့ပြေးခြင်းမရှိပဲဘာသာရေးနဲ့ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကိုလုတ်ကင်နေတဲ့အတွက်မအားမလတ်ဖြစ်နေကြောင်းစောချစ်သူမှာဘာအပြစ်မှမရှိကြောင်း ဖုတ်ဖော်ပြောဆိုထားပါတယ်ကျွန်တော်တို့ရဲ့အကြီးအကဲကကျွန်တော်တို့အမြင်မှာအများကတော့ဆွဆွဲချက်တွေအများကြီးရှိတာပေါ့လက်ရှိမှာတော့မြေပြင်မှာကကျွန်တော်တို့ကဒီစကမ်မာလုပ်ငန်းမှာကိုယ်တိုင်ကိုယ်ကျပါဝင်ပတ်သက်ခြင်းလုံးဝမရှိပါဘူးကျွန်တော်တို့ဒီမြေကြီးပေါ်မှာလာပြီးတော့အစားအုပ်တွေစောက်တယ်ဒီအစားအုပ်ပေါ်မှာဟိုတယ်စောက်တယ်ဒီဟိုတယ်ထဲမှာဘာလုပ်နေလဲတော့ကျွန်တော်တို့မသိဘူးကျွန်တော်တို့သိတဲ့အချိန်မှာလဲအခုလိုပူပေါင်းဆောင်ရွက်ပြီးတော့ဖိုင်းစင်းမှုတွေလုပ်နေပါတယ်ရှိတဲ့အခါကျတော့ကျွန်တော်တို့အကြီးအကဲမှာဘာအပြစ်မှမရှိပါဘူးဘာအပြစ်မှလည်းမရှိတဲ့အတွက်ပြေးဖို့ဘာဖို့လည်းမရှိပါဘူး သူသူ့လောက်သူလုံနေတာပါသူ့ရဲ့ဒေတာဖော်မျိုးရေးအလုပ်တွေနဲ့သူမအားလက်ပါဘူးကျွန်တော်တို့ကိုညွန်ကြားစရာရှိတာတွေဒီကြားဖြတ်တိုက်ဖြတ်ရေးကိုပြက်ပြတ်တတဆောင်ရွက်ဖို့ညွန်ကြားထားတယ်ပြီးတော့ကျွန်တော်တို့ရဲ့အကြီးအကဲကသူ့ဟာသူလမ်းဖောက်တယ်ဘာသာရေးအဆောက်အဦတွေလုပ်တယ်အဲ့ဒီဘက်တွေသွားကြည့်နေတာတွေရှိတယ်ကျွန်တော်တို့အကြီးအကဲကဘဲမှထွက်မပြေးပါဘူးလို့ BGF ကနိုင်မောင်စောကပြောဆိုထားပါတယ်ဒါအပြင် Facebook ကိုအတွင်းမှာရှိတဲ့ကြားဖြတ်တရုတ်တဖေးများကို BGF ကတဲထုတ်ပေးနေတယ်ဆိုတဲ့သတင်းများနဲ့ပတ်သက်ပြီးတော့အခုလိုဖြစ်စဉ်များမရှိကြောင်း တရုတ်တထင်းများကရွှေကုတ်ကိုမှမနေပဲလုံခြုံတဲ့နေရာမှာနေကြကြောင်းတရုတ်တထင်းများကိုရွှေပြောင်းပေးခြင်းမဟုတ်ပဲမြန်မာပြည်နယ်ပေါ်တရုတ်များကိုသာပြန်လည်ထွက်ခွာနေကြခြင်းဖြစ်ကြောင်း၎င်းကဖင်ပိတ်ငင်းဆို့ထားပါတယ်တရုတ်တထင်းတွေကိုကြိုရွှေ့တာမရှိပါဘူးကျွန်တော်ခဏခဏပြောဦးတဲ့စကားရှိတယ်တထင်းတွေကကျွန်တော်တို့စီမှာမနေပါဘူးတထင်းတွေကဒီလိုနေရာသေးသေးလေးမှာဘာမှစိန်ခံကောင်းစရာမရှိတဲ့နေရာတွေမှာမရှိပါဘူး သူတို့ကရှင်းရှင်းပြောရရင်ကျွန်တော်လေ့လာရတော့ငွေကြေးလဲချမ်းသာတဲ့သူတွေကလုံခြုံပြီးတော့မှဒီလောက်ပြဿနာတွေရှုပ်ထွေးနေတဲ့နေရာမှာဘယ်သတိမှမနေပါဘူးဆိုလိုရင်းက ရင်းမြေပထဝီဝင်အနေအထားရမကောင်းတာတွေလုပ်တဲ့လူကပြေးလို့လွယ်တဲ့နေရာမှာပဲသူ့နေမှာပေါ့အဲ့ဒီတော့ဆိုလိုချင်တာကကျွန်တော်တို့စီမှာအဲ့ဒီတဖေးတွေနဲ့ပတ်သက်ပြီးတော့ရွှေပြောင်းတာလုံးဝမရှိပါဘူးဒီကာလတွေမှာမြန်မာနိုင်ငံသားတွေကတရုတ်တွေထွက်ပြေးသွားတာဖြစ်တဲ့အတွက်တချို့အလုပ်ကိန်းတွေမရှိလာတာဖြစ်တဲ့အတွက်ဈေးဆိုင်ဖွင့်ထားတဲ့သူတွေကနေခဲ့မှာပေါ့ဟိုတယ်ဖွင့်ထားတဲ့သူတွေကနေခဲ့မှာပေါ့မြန်မာပြည်ပွားတရုတ်တွေပဲပြန်နေကြတာဘီယုတ်တွေကိုပို့ဆောင်ခြင်းလုံးဝမရှိပါဘူးလို့ BGF ကနိုင်မောင်စောက အယူချီနဲ့ဖင်ပိတ်ငဲဆိုလိုက်ပါတယ်လက်ရှိမှာရွှေကုတ်ကမှစိုက်၂၂နေရာကိုစီးနှင်ခဲ့ပြီးတော့လူပေါင်း900ကျော်ကိုဖမ်းဆီးကာကွန်ပျူတာအလုံး3000နီးပါးနဲ့ဖုန်းပေါင်း2000ကျော်ကိုသိမ်းဆည်းရမိတယ်လို့နိုင်မောင်စောကပြောကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့တကူတိုင်းအုတ်တွင်းမြို့နယ်တေရတော်ရွာကိုအကြမ်းဆက်တဲ့က drone နဲ့ဘုံကျဲတိုက်ခိုက်ခြင်းကြောင့်အသက်16နှစ်အရွယ်မချမ်းမီမီအောင်ပွဲချင်းပြီးတိတ်ဆုံးပြီးတော့အသက်10နှစ်အရွယ်အမွန်အညီမကလေးငယ်တဦးထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီကနေ့နိုဝင်ဘာလ22ရက်နေ့မနေ့9:40မိနစ်ခန့်မှာအုတ်တွင်းမြို့နယ်တေရတော်ချီရွာကိုအကြမ်းဆက်တဲ့က drone နဲ့ဘုံကျဲတိုက်ခိုက်ခြင်းကြောင့်မိအိမ်တစ်လုံးပေါ်ကိုကြိုက်ရောက်ပောက်ကွဲခဲ့တယ်လို့သိရပါဗျာ အကြမ်းဖက်စစ်ခွေးတပ်ရဲ့ပုံကျဲတခတ်မှုအတွင်းအသက်၆နှစ်အရွယ်မချမ်းမီမီအောင်ဟာပွဲချင်းပြီးတေဆုံးခဲ့ပြီးတော့အသက်၁၀နှစ်အရွယ်အမွာညီမတွေဖြစ်တဲ့မယိုးမီမီအောင်နဲ့မယိုးမီမီစော်တို့ကျော်ပေါင်နဲ့ခြေထောက်တို့မှာဘုံစာများထိမှန်ကဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။ဒီကနေ့မနက်9:40လောက်မှာအုတ်တွင်းမြုံနယ်တရတော်ကြီးရွာကိုစစ်ခွေးတွေက drone နဲ့ဘုံလာကျဲတာနေမော်ကိုဘုံလာတက်တဲ့ကြက်ရောက်ပေါက်ကွဲပြီးတော့အသက်16နှစ်အရွယ်မချမ်းမီမီအောင်ပွဲချင်းပြီးတိတ်ဆုံးတဲ့အမွာညီမကလေးငယ်နှောက်ဦးလည်းထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ဒေသခံပြည်သူတို့ကအတီးပြုတ်ပြောကြားထားပါဗါးအလားတူပဲအခုနှစ်ဧပြီလ15ရက်နေ့ကလည်းအုတ်တွင်းမြို့နယ်ရေအိုးစင်ချေရွာအုပ်စုတောင်းလန်းရွာကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့အကြမ်းဖက်စစ်ခွေးတပ်ကလေရင်နဲ့ဘုံကျဲတိုက်ခတ်ခြင်းကြောင့်အသက်35နှစ်အရွယ်ကိုမျိုးနဲ့ဇနီးဖြစ်သူတို့တေဆုံးခဲ့သေးကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆောက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းပွင့်ဖြူမြို့နယ်နဲ့စကူးမြို့နယ်တို့မှာအချပါစစ်ကွေးတပ်ကလူငယ်73ဦးကိုပေါ်တာဆွဲဖမ်းဆီးပြီးလူငယ်တအုပ်ကိုငွေချက်350နဲ့ပြန်ရွေးခိုင်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ23ရက်နေ့မှာပွင့်ဖြူမြို့နယ်လေကိုင်းကျေးရွာအနီးမှာ AOD တိုင်းကနေလာတဲ့စပားရိတ်ချွေဇက်တွေကိုတင်ဆောင်လာတဲ့ဆယ်ဘင်းကားပေါ်မှာလိုက်ပါလာတဲ့လူငယ်3ဦးကိုအချပါစစ်တပ်ကပေါ်တာဆွဲဖမ်းဆီးခဲ့တယ်လို့သိရပါပါတယ်။အဲ့ဒီနေ့မှာပဲပွင့်ဖြူနယ်ဇလင်းတို့ဘော်ကိုပြေးဆွဲနေတဲ့ တော်ဝင်ကားလိုင်းကနေလိုက်ပါလာတဲ့လူငယ်နှုတ်ကိုလည်းကျောင်းတော်ရလမ်းဆောင်မှာစစ်ခွေးတွေကထပ်မံပြီးတော့ပေါ်တာဆွဲဖမ်းဆီးခဲ့တယ်လို့သိရပါဗျ။ဒါအပြင်ပွင့်ဖြူမျိုးနဲ့ဗန်တန်းကြီးရွာကလူငယ်တအူးကိုအချမ်းမဆက်တဲ့ကပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့သိရပါဗျ။နိုဝင်ဘာလ15ရက်နေ့မှာစကုမြို့နယ်ကြီးွာကလူငယ်တအူးကိုအချမ်းမဆက်တက်ကထပ်မံပြီးတော့ပေါ်တာဆွဲဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။အဲ့ဒီနေ့မှာ ပွင့်ဖြူမြို့နယ်အတွင်းမှာရှိတဲ့မကွေးကံပြားစစ်စေးရိတ်ဂိတ်နဲ့တပ်သားပထောင်အနီးမှာရှိတဲ့စစ်စေးရိတ်ဂိတ်ကစစ်ခွေးတွေကတောင်ဖလန်တော့ကြီးရွာကလူငယ်တအူကန်ဆွဲကြီးရွာကလူငယ်တအူလူငယ်၃ဦးနဲ့စူပါစတားဆိုင်ကဝန်ထမ်းကိုဖိုးစော်တို့ကိုဆက်လက်ပြီးတော့ပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့သိရပါဗျ။အခုလိုပေါ်တာဆွဲဖမ်းဆီးခံရတဲ့လူငယ်၃၃ဦးတွေကလူငယ်၃ဦးကိုသာမိသားစုဝင်တွေကငွေချက်350နဲ့ပြန်လည်ရွေးထုတ်နိုင်ခဲ့ပြီးတော့ဂျန်တဲ့သူတွေကတော့ပတ်စံမပေးနိုင်တဲ့အတွက်ကြောင့်စစ်တင်တန်းအကြောင်းကိုပို့ဆောင်ခြင်းခံရရတယ်လို့ပြောပါဗျ။ စစ်ခွေးတွေကပေါ်တာဆွဲဖမ်းပြီးသွားတဲ့73ဦးထဲမှာလူငယ်3ကိုတော့တရောက်ကုန်ငွေကျပ်3150နဲ့ပြန်ရွေးလို့ရခဲ့ပါတယ်။ကြံတဲ့ငွေကြေးနဲ့မရွေးနိုင်တဲ့လူငယ်တွေကိုတော့ စစ်ခွေးတွေကစစ်တင်တန်းချောင်းကိုပို့လိုက်တယ်လို့ကြားတယ်။ငွေချင်းနဲ့ပြန်ရွေးလို့ရတဲ့လူငယ်၃ဦးကိုဖွင့်ဖြူမြို့နယ်ဝါတက်ထဲမှာပွားရွေးလို့ရခဲ့တယ်လို့သိရပါတယ်။အဲ့ဒီလူငယ်၃ဦးစလုံးကခံမှန်းကြီး25နှစ်ကနေပြီးတော့အသက်40ကျော်ရှိတယ်လို့သိရပါတယ်။အဲ့ဒီလူငယ်တွေကိုဖွင့်ဖြူရဲစခန်းစကုရဲစခန်းတို့မှာဝါတက်တို့မှာဖမ်းဆီးထိန်းချုပ်ထားပြီးတော့နိုဝင်ဘာလ18ရက်နေ့ကစစ်တင်တန်းချောင်းကိုပို့ဆောင်လိုက်ကြောင်းသိရတယ်လို့ဒီသူညီနောင်စလင်းသတင်းနဲ့တာဝန်ခံကိုပြည်သူကရှင်းပြထားပါတယ်။ အကြမ်းဖက်စစ်ခွေးတက်ကအခုလလယ်ပိုင်းမှာစစ်မှုတန်းအပတ်စဉ်16ကိုစတင်ဖွင့်လှစ်ခဲ့ပြီးတော့လာမယ့်ဒီဇင်ဘာလမှာဖွင့်လှစ်မယ်စစ်မှုတန်းအပတ်စဉ်20အတွက်လူငယ်များကိုပေါ်တာဆွဲဖမ်းဆီးမှုများလှုံ့ဆော်နေကြောင်းသိရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မလေးရှားနိုင်ငံပါဟန်ပြည်နယ်မှာမြန်မာနိုင်ငံသား185ဦးအပါအဝင်တရားမဝင်တဲ့နိုင်ငံသား468ဦးတို့ကိုမလေးအာဏာပိုင်များကဖမ်းဆီးထိန်းသိမ်းလိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လိုဘမာလာ20ရက်နေ့မှာပါဟန်ပြည်နယ်ကင်မရွန်ဟိုက်လန်းမှာရှိတဲ့စောက်လုပ်ရေးလုပ်ငန်းခွင်များနဲ့ဟင်းသီးဟိရများနဲ့ ်တည်တည်ချမ်းများကိုမလေးရှားအာဏာပိုင်များကဝင်းအောင်စင်းနှင်းဖမ်းဆီးခဲ့တယ်လို့သိရပါဗျ။အော်ပရာစီဝင်းအောင်စင်းနှင်းဖမ်းဆီးမှုကိုမလေးရှားလူဝင်မှုကြီးကြပ်ရေးညွှန်ကြားရေးမှူးချုပ်ဖြစ်တဲ့ဒါထုတ်ဇာကာရီယာရှာဘန်ကဦးစီးပြီးတော့ဝင်းအောင်စင်းနှင်းခဲ့ခြင်းဖြစ်ပြီးရဲတပ်ဖွဲ့ဝင်းအင်အားယာနဲ့ချီပြီးတော့အုံပြုခဲ့တယ်လို့သိရပါဗျ။တရားမဝင်ဝင်းအောင်နေထိုင်အလုပ်လုပ်ကိုင်မှုနဲ့မြန်မာနိုင်ငံသား185ဦးဘင်္ဂလားဒေ့ရှ်နိုင်ငံသား184ဦးအင်ဒိုနီးရှားနိုင်ငံသား68ဦး လီပေါနိုင်ငံသားအယောက်20စုစုပေါင်းအခြားနိုင်ငံသား468ဦးတို့ကိုအဖမ်းဆီးခံလိုက်ရတယ်လို့သိရပါဗယ်မလေးရှားနိုင်ငံရခိုင်အပွဲစည်းတစ်ခုမှာလုက္ကိုင်းနေသူတဦးကမြန်မာ180ကျော်အဖမ်းခံလိုက်ရတာပါအစာအုပ်တွေကိုဝင်ဖမ်းတယ်အလုပ်ရုံစက်ရုံတွေကိုဝင်ဖမ်းပါတယ်ရဲတပ်ဖွဲ့ဝင်အင်အားယာနဲ့ချီပြီးတော့အုံပြုတ်ခဲ့ပါတယ်အထောက်အထားရှိတာမရှိတာအကုန်ဖမ်းပါတယ် ်ပထောက်ရရှိတဲ့သူတွေကြတော့ပြန်လုပ်ပေးပါတယ်အဖမ်းခံရတဲ့နေရာမှာရခိုင်လူမျိုးတွေလည်းအများကြီးပါသွားတယ်အရေးအဘက်ကတော့တိတိကျကျပြောလို့မရသေးဘူးလို့၎င်းကရှင်းပြထားပါတယ်ညိုကြားရေးမှုချုပ်ဖြစ်တဲ့ဒါထုတ်ဇာဂရီယာရှာဘန်လာတရားမော်ရဲ့နေထိုင်သူများကိုဆက်လက်ပြီးတော့ဖမ်းဆီးသွားမှာဖြစ်ပြီးဥပဒေအရရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်းသတင်းတောက်များကိုပြောကြားခဲ့ပါတယ်အဲ့ဒီကင်မရွန်ဟိုက်လန်ဖမ်းဆီးမှုမှာပူထရာဂျာရာ 芦苇木记节一年啊，差不多比呢芦苇木季节要长得多。不包米罗，难怪找到套系啊，现在超五。 ဖိုင်းစီစစ်ဆေးခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီထဲမှာတရားမဝင်နေထိုင်အလွတ်လုံနေတဲ့နိုင်ငံသားအမျိုးသားအမျိုးသမီးစုစုပေါင်း468ဦးကိုဖိုင်းစီအရေးယူပြီးတော့မလေးရှားသက်ဆိုင်ရာထောင်များကိုပို့ဆောင်ပေးခဲ့တယ်လို့သိရပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ18ရက်နေ့ကလည်းမလေးရှားနိုင်ငံဆလန်ကိုပြည်နယ်ပေါ်ကလန်းမှာမြန်မာနီပေါ်ဘင်္ဂလားဒေ့ရှ်အိန္ဒိယအင်ဒိုနီးရှားအထောက်အထားမပြည့်စုံသူ65ဦးဖိုင်းစီထိန်းသိမ်းခံခဲ့ရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရီးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွာ Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်ဆက်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ